ရိုက်ကွေးမိုင်းမှာအခက်ခဲရတော့အဲ့လိုဟိုတူတူထထမရှိပါဘူးလေဘာလို့ခက်ခဲမရှိလဲဆိုတော့သူတို့ကကိုလိုစီစဉ်ချတာပဲကွာရှုံးတော့ပြိုင်ရုံပဲအဲ့ပြိုင်နေရှိမှသူတို့ကကိုလိုကစီစဉ်ချတာလေးဒါအဲ့ပြိုင်တော့ပဲရိုက်တာဘာမှဝင်မလို့ပါဘူးဟုတ်ညီမနာမည်ကတော့အင်တီရီကျော်ပါညီမနာမည်ကမေတာပါညီမနာမည်ကတော့ရှုံးလိုက်တာပါရှင်ဒီအခုရေကိုပြန်ရတဲ့တောက်လျှောက်မှာကြတော့ဒီ အဲ့တို့ဒီ audition ကနေပါလာတဲ့ဒီ၁၀ယောက်လည်းပဲရှိတယ်အဲဒီအဖိုကြီးတင်းဘက်ကရွေးထားတဲ့ဒီတက်ဆိုင်ရနယ်ပယ်ရဆယ်လေးရှေ့ရောက်လဲပါတယ်ဆိုတော့အားလုံးကအကျိတ်နေပြိုင်ကြတာဒီအကုံလုံးနဲ့အတူတူဒီမှာ script ဆိုတာမရှိဘူးကွာအဲ့တို့အကုံလုံးကတကယ် reality အတိုင်းပြိုင်ကြတာဖြစ်တဲ့အတွက်ဟိုစိတ်လဲလှုပ်ရှားတယ်ရင်လဲရင်ခုန်တယ်တောက်လျှောက်လဲပဲအဲ့တို့ဒီပင်ပန်းခဲ့ရတယ်အများကြီးပဲဖြစ်ကြော်ခဲ့ရတယ်လည်းအများကြီးပဲပေါ့နော်ချဲလန်နိုင်ရတော့စိတ်သက်ကတရားခိုင်တော့ချဲလန်နိုင်မှာဖြစ်မနေ တကြရဲ့ challenge ရှိရဲ့တက်တဲ့ challenge ရှိရဲ့ကိုအားသာတဲ့ challenge ဆိုတော့အကောင်းဆုံးလုပ်နိုင်တယ် challenge ကိုစိတ်တကြရဲ့ challenge ဆိုရင်တော့မလုပ်နိုင်ခဲ့တာတွေရှိတာဒီမှာတော့ဘယ်လိုပြောလဲရှင်းပြမှုမှာပြောပြရင်ပထမတော့ကတော့ယောက်ျားလေးနဲ့ရှင်းပြရမှာဆိုတော့စကြမမခွဲထားတဲ့ပုံမှာနည်းနည်းလေးပေါ့နော်အဲ့လိုပရက်ရှာနည်းနည်းပြရအောင်အဲ တိုင်းပြီးဆိုလည်းနိုင်ကျင်တယ်ပေါ့အဲ့လိုမျိုးဆိုတော့အရန်စူးစားရတယ်ယောက်ျားလေးတွေနဲ့ဖိုက်တဲ့အချိန်မှာလည်းနည်းနည်းစိတ်သက်ပင်မတယ်ကိုလည်းအားထုတ်ရတယ်ပေါ့နော်သူလည်းနှစ်ဆလောက်အားထုတ်ရတယ်အဲ့အချိန်မှာညီမရောက်အောင်လုပ်မယ်ဆိုပြီးတော့ဖိုက်ခဲ့ရတယ်အကျောက်ဆုံးကတော့မရှိခဲ့ပါဘူးဒါပေမဲ့ပေါ့နော်စီးနင်းလေးတွေပေါ့နည်းနည်းလေးကိုကဖြစ်သွားမှာပဲကိုကဖြစ်တာပေါ့နော်အဲ့ဒါတခုပါကြိမ်ပွဲတိုင်းကတော့ကိုကရအောင်လုပ်မယ်ဆိုတဲ့စိတ်တွေပဲအရင်ဆုံးချိန်ထားတဲ့အတွက်မစိတ်မတော့မရှိဘူး ဲ့ရောက်ပဲသူတို့ရှောက်လာတာလေဟုတ်တယ်ရှင်ဒီ FOE ပြိုင်တဲ့တောက်လျှောက်ကအင်းတို့ကဒီ physical ခွန်အားတွေပဲသုံးရတာမဟုတ်ဘူးအင်းတို့ရဲ့ဒီ mental ဘိုင်းတွေကိုလည်းပဲအင်းတို့က strong ဖြစ်အောင်ပြင်ဆင်ရတယ်လေ့ကျင့်ရတယ်ပြီးတော့လို့ရှင်အင်းတို့ဒီ thing နဲ့လုပ်တဲ့ဒီ challenge တွေပြိုင်ပွဲတွေမှာဆိုလဲအင်းတို့ကကိုတယောက်တည်းပဲကွက်ပြီးတော်နေလို့ကိုတယောက်တည်းပဲကွက်ပြီးနိုင်ခြင်းနေလို့မရအောင်အင်းတို့နဲ့အတူတူလုပ်နေရတဲ့ thing member တွေနဲ့အတူတူအင်းတို့ကဒီ participation ကောင်းကောင်းနဲ့ဒီ challenge ကိုဒီ game ကိုငါတို့အဖွဲ့ကဘယ်လိုလုပ်မလဲဆိုတော့ဒီ strategy ကောင်းကောင်းနေလဲအင်းတို့ကလိုတယ်ဆိုတော့ဒီ FOE တောက်လျှောက်ကတော့အင်းတို့ကဒီ physical ရော mental ရော strong ဖြစ်ဖို့အတွက်အင်းတို့ကအများကြီးဟိုပြင်လဲပြင်ဆင်ခဲ့တယ်လို့ဒီကနေရလိုက်တဲ့အင်းတို့ရဲ့ experience ကလည်းပဲဟိုအရန်အင်းတို့အတွက်အဖို့တန်တယ်ပေါ့နော် ဟုတ်တယ်ထုံစီထိုးရတယ်ထုံစီထိုးတဲ့ခင်ဆိုရင်အင်းတို့ဒီမြမတော်တော်များများဆိုလို့ရှိရင်ငငယ်ရဲကအင်းတို့ကြောင်းနေမှာဆော့ခဲ့ကြဘူးတယ်ကွာ ထုံစီထိုးတဲ့ခင်ဆိုတာဘလောက်တိတယောက်နဲ့တယောက်ချိန်ဆက်မိဖို့အရေးကြီးလဲဆိုတာအင်းတို့ကဟိုအကုန်လုံးလဲတီးကြတယ်ကွာဆိုပြီးတော့အခုထုံစီထိုးရဆိုလို့ရှိရင်အင်းတို့ဒီမြမရိုးရအားကစားဖြင့်ကဘာတီအောင်ခေါ်ထုံနေတဲ့ဟာလေးလဲဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးဂိမ်းမှာဒီလိုမျိုးအစီအစဉ်မှာပါဝင်သွင်းရတဲ့အတွက်လည်းပဲအင်းတို့ကရန်ကုန်ယူတယ်ဒီ game ကိုထည့်ပေးရတဲ့ဒီသက်ဆိုင်တဲ့သူတွေလို့လည်းအင်တို့ကကျေးဇူးတင်ပါတယ် teamwork စိတ်တက်မရှိရဲ့သူရဲ့လို့တော့ပြောလို့မရဘူးပေါ့နော်ဟိုအကုန်လုံးကတော့ဟို teamwork စိတ်တက်ကတော့အနည်းငယ်များရှိကြပါတယ်ဒါပေမဲ့တချို့ကျတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဟိုအင်းတို့ကဒါပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်းတို့ကအကုန်လုံးရဲ့စိတ်ထဲမှာငါနိုင်ခြင်းနဲ့နိုင်ရမှာဖြစ်တယ်ဆိုရဲစိတ်ရှိရဲ့ပေါ့နော်ဆိုတော့အဲ့ဒီစိတ်ကတစ်ခါတစ်ခါအားကောင်းသွားလို့ရှိရင်ကိုကဒီ teamwork မရှိတော့တာမျိုး team participation မှာအားနည်းသွားတာမျိုးတွေရှိကောင်းရှိတတ်ပါတယ်ဒါပေမဲ့ဟို တော့စစော့ရဲရတော့ဒီ ting work မရှိဘဲနဲ့ဒီ ting spirit မရှိဘဲနဲ့ငါဒီ game ကိုစော့မယ်ဆိုရင်လူကတော့မရှိဘူးဟိုကိုနိုင်ရင်တဲ့စိတ်လေးအားပါသွားတာမျိုးပဲရှိတာပါအကုန်လုံး game plan တွေပါတယ်အကုန်လုံးအစီအစဉ်ချတာအစီအစဉ်ဆွဲတာကတော့အင်းတို့ဒီဒါအဖို့ကြီးတက်ဆိုင်နေသူတွေရပဲ game plan တွေကိုဆွဲတာပါဆိုတော့ဟိုအင်းတို့ကကြတော့ဒီ game ဘယ်သူနဲ့ဘယ်သူနဲ့ကြာမယ်ဘယ်သူနဲ့ဘယ်သူနဲ့ကြာမယ်ဆိုတာရလဲအင်းတို့ကမဲနိုင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ိုကိုကဘယ်သူနဲ့ကြာမှာဖြစ်မယ်လို့ဘယ်သူနဲ့ကြာကျင်တယ်လို့ဘယ်သူနဲ့တော့မကြာကျင်ဘူးဆိုတော့အင်းတို့ကရွေးချယ်လို့မရဘူးအကုန်လုံးကအင်းတို့မဲနှိုက်တဲ့အတိုင်းပဲအင်းတို့သွားတာဖြစ်တဲ့အတွက်ဒါအင်းတို့ရဲ့ကံလို့ပဲပြောလို့ရပါတယ်ဟုတ်ရိုက်ကွေးမိုက်မှာအခက်ခဲရတော့အင်းတို့ဘာမှမရှိဘူးတူတူချာချာမရှိပါဘူးလေဘာလို့ခက်ခဲမရှိလဲဆိုတော့တို့ကကိုလို့စီစဉ်ချတာပဲဒါရှုံးတော့ပြန်ရုံပဲအဲ့ပြိုင်နေရရှိမှာတို့ကကိုလုံးကစီစဉ်ချတာလေးဒါအဲ့ပြိုင်တော်ဝဲရိုက်တာဘာမှဝင်မလို့ပါဘူး အဲ့လိုပဲအဖိုကြီးစီစဉ်ရအခုဆိုလို့ရှိရင်ဒီ28ရက်နေ့မှာအင်းတို့ကပြတော့မှာပေါ့နော်ဆိုတော့ဒီည7:00နာရီတနင်္ဂနွေနေ့မှာအာမတဗီဖုန်းမှာအင်းတို့စောင့်ကြည့်ပေးပါအောင်လို့စောင့်ကြည့်ရတာတန်တဲ့ပွဲတစ်ပွဲလေးဖြစ်လာမှာပါလို့အင်းကပြောချင်ပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ရှင်